ားလုံးပဲမင်္ဂလာပါ။ဒီမှာဒီနေ့က participle adjective တွေအကြောင်းကိုပြောပြမှာဖြစ်တယ်။အဲ့တော့ participle ကြတော့ present participle ရှိတယ်၊ past participle ရှိတယ်ပေါ့နော်။ဒီနှစ်ခုကိုလေ့လာမှာဖြစ်ပါတယ်။အဲ့တော့ participle adjective ဆိုတာကကျွန်တော်တို့ verb ကို ED သို့မဟုတ် EN ပေါင်းတာသို့မဟုတ် ING ပေါင်းပြီးတော့ဖြစ်လာတဲ့ဒီ adjective ပေါ့နော်အဲ့တော့ ING ပေါင်းမယ်ဆိုရင်တော့ present participle လို့ခေါ်မယ် ED EN ပေါင်းမယ်ဆိုရင်တော့ကျမတို့ past participle လို့ခေါ်မယ်အဲ့တော့ regular verb တို့ irregular verb တို့ပေါ်မှာမူတည်ပြီးတော့ပေါ့နော် ED တို့ EN တို့ T တို့စသဖြင့်ဒီ chain သွားမှာဖြစ်တယ်အဲ့တော့မူရင်းဒီကျမတို့ verb အဲ့ဒီ verb ကို ED EN ပေါင်းတာ ING ပေါင်းတာအဲ့လိုမျိုးပေါင်းခြင်းအဖြစ် adjective တစ်လုံးရလာတယ်ဒီရ ားလာတဲ့ edit တွေသူသည် non modifier လို့ပြောတဲ့အတွက်ကြောင့် non ကို အထူးပြုဖို့အတွက်သုံးမှာဖြစ်တယ်။ အဲ့တော့ဒီ ED ပေါင်းထားတဲ့ EDD ဆိုရင်တော့ဒီ Sun 1တစုံတူရဲ့ feeling ဒီစိတ်ခံစားချက်เนาะသူဘယ်လိုခံစားရလဲဆိုတာကိုဖော်ပြဖို့အတွက်သုံးတယ်ဒီ ING ပေါင်းထားတဲ့ EDD ဆိုရင်တော့ဒီစိတ်ခံစားချက်ပေါ့เนาะ feeling ကိုဖြစ်စေတယ်เนาะဖြစ်စေတဲ့အကြောင်းအရင်အဲ့ဒီမှာဆိုရင် example ဒီမှာပေးထားတဲ့ I'm bold ငါပြင်းနေအဲ့တော့ဒီစားချက်ရဲ့ feeling ကို ဖော်ပြခြင်းတဲ့အတွက်ကြောင့်ဒီ ED ပေါင်းထားတဲ့ EDD ကိုသုံးတယ် The movie is boring ဒီရုပ်ရှင်ကပြင်းစရာကောင်းတယ်ဆိုတာကပြင်းစရာကောင်းခြင်းကိုဖြစ်စေတယ်เนาะဒီ cause ဒီအကြောင်းအရာကိုဖော်ပြခြင်းတယ်ဆိုရင်တော့ ing ပေါင်းနဲ့ adjective ကိုသုံးမှဖြစ်တယ်။အဲတော့ကျွန်တော်တို့အရင်ဦးဆုံး present participle adjective ကြောင်းတွားလိုက်မယ်။ present participle လို့ပြောထားတဲ့အတွဲကြောင့် va ing เนาะ va ကို ing ပေါင်းထားတော့ adjective လို့မျက်လုံးထဲမှာမြင်မယ်။သူသည်ဒီစိတ်ခံစားချက်ကိုဖြစ်စေတဲ့အကြောင်းအရင်း cause เนาะဒီ the cause of the feeling or situation feeling ပဲဖြစ်ဖြစ် situation အခြေအနေเนาะဒီအနေအထားကိုဖြည့်စေတဲ့အကြောင်းအရာကို describe ဖော်ပြဖို့အတွက်เนาะသုံးတဲ့အကြောင်းအရင်းဖြစ်တယ်အဲ့တော့ဒီမှာ example တွေပေးထားတယ် the movie was boring ဒီရုပ်ရှင်ကပြင်းစရာကောင်းတယ်ပြင်းစရာကောင်းစေတဲ့အကြောင်းအရင်း that was an exciting game เนาะစိတ်လှုပ်ရှားစရာကောင်းတဲ့ game game တစ်ခုဖြစ်တယ်ပေါ့เนาะဒီမှာ game ဆိုတဲ့ noun ကိုလာပြီးတော့ အထူးပြုထားတာက exciting เนาะ ing ပေါင်းထားတဲ့ present participle adjective အဲ့တော့ဒီ word ကြောင့်လည်းကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာပထမ word ကြောင့်မှာဆိုရင် boring ဆိုတဲ့အရာဒီဒီ be ဗเนาะဒီနောက်မှာလာပြီးတော့ရေးထားတဲ့ predicate adjective ဖြစ်တဲ့ဟိုအရှိမရှိတဲ့ the movie ဆိုတဲ့ noun ကိုအထူးပြုတယ်ဒုတိယ word ကြောင့်မှာဆိုရင် the adjective ဒီ that ကကျွန်တော်တို့ demonstrative pronoun ဒီ that ရဲ့နောက်မှာ noun ပါလာပြီးဖြေဆိုရင်တော့ဒီ that ဒီ demonstrative agitated ဖြစ်သွားတယ်အဲ့ that was an exciting game ဆိုတဲ့ဝါကြမှာဆိုရင် main verb ဒီ be verb เนาะဒီ was ဖြစ်တယ်ဒီမှာ exciting ဆိုတဲ့အရာရဲ့နောက်မှာဒီ game ဆိုတဲ့ noun ရှိတဲ့အတွက်ကြောင့် noun ကိုလာပြီး modify လုပ်ပေးတယ် agitated เนาะဒါဒီ ing ပေါင်းထားတော့ present participle agitated ဖြစ်တယ်နော် noun ကိုလာပြီးအထူးပြုထားတယ်ဆိုရင်တော့သူ့ကိုကျွန်တော်တို့ attributed agitated လို့ခေါ်ရမှာဖြစ်တယ် နောက် exam တစ်ခု he is a champion person သူကဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်ဖြစ်တဲ့ person ဆိုတဲ့ noun ကိုလာပြီးတော့အထူးပြုထားပေးတဲ့ champion နော်နောက် exam တစ်ခု is a frightening thought ဒီ thought ဆိုတဲ့အတွေးကိုလာပြီးတော့အထူးပြုထားပေးတဲ့ ing ပေါင်းထားသော ag တထိတ်လန့်စရာကောင်းတဲ့အတွေးတစ်ချက်ပဲ we watch a moving story နော်ဒီစိတ်လှုပ်ရှားစရာကောင်းတဲ့ story တစ်ခုကိုငါတို့ကစောင့်ကြည့်နေခဲ့သည် နော်စောင်းကြီးနေသည်ဆိုတဲ့ဘာဒီကျမတို့ဘာကိုစောင်းကြီးတယ်ဆိုတဲ့ဒီနောက်မှာကံပုတ်လိုက်တယ်ပေါ့နော်အဲ့တော့ be war ကိုပဲသုံးသုံးနော်ဒီမှာဆိုရင် war to the is to ဒါတွေကိုသုံးထားတယ် watch ဒီစောင်းကြီးနေသည်ဆိုတဲ့အရာဒီကျမတို့ကံပုတ်လို့တယ်ဘာဖြစ်တယ် action war တို့ဒီ activity war တို့အခမ်းမှာကျမပြောထားတယ်နော်အနောက်မှာ noun story ပါတဲ့အတွက်ကြောင့်အရှိကနေပြီးလာပြီး modify လုပ်ပေးတဲ့ဒီ present participle ပဲ adjective ဖြစ်တယ် ရမယ်နော် okay အဲ့ဆိုရင်ကျမတို့ဒီဒီ exam ကိုမရှင်းတော့ဘူးเนาะအရှိမပြောထားပြီးသားဒီ feeling ကိုဖြစ်စေတဲ့အကြောင်းအရင်းဆိုရင်တော့ ing ပါတယ် ag တဲ့ free feeling ပဲဖြစ်ဖြစ် situation ပဲဖြစ်ဖြစ်ဒါကိုဖြစ်စေတဲ့အကြောင်းအရင်းဆိုရင် ing ပါတော့ ag တဲ့နဲ့သုံးမှာဖြစ်တယ် အဲ့တော့ past participle agd ဖြစ်ဖို့အတွက်လည်းကျမတို့မူရင်း va တလုံးလို့တဲ့အဲ့ဒီ va ကို ed en သမဟုတ်ထိပေါင်းပြီးတော့ agd အဖြစ်ဖြန်သီးမယ်အဲ့တော့ဒီ regular va irregular va ပေါ်မှာမူတည်ပြီးတော့ဒီ စကလုံးတွေကတော့ချိန်မှာပေါ့နော်သူဒီဒီတစုံတစ်ယောက်ရဲ့ဘလို့ခံစားရတယ်ဆိုတာကိုကျမတို့က describe ပေါ်ပြဖို့အတွက်သုံးတယ်ဒီ sun one ဆိုတဲ့နေရာမှာ he တွေ she တွေပေါ့နော် i တွေတာကိုထက်ငါဘလို့ခံစားရတယ်သူဘလို့ခံစားရတယ်ဆိုတာမျိုးကိုပေါ်ပြဖို့အတွက် ed ent နဲ့ပေါင်းထားတဲ့ adjective ကိုရေးမယ်နောက်တစ်ချက်ကဒီ action တစ်ခုရဲ့ result ရလာကို ပြောချင်တဲ့အခါမှာလဲ ed em ပါတော့ adjective ကိုသုံးပြီးတော့ရေးမယ်အထူး ူးသက်ဖြင့်အဲ့ဒီဒီ action ရဲ့ result ဆိုတာကကျွန်တော် result ကိုအရှိတန်းတင်ပြီးရေးတဲ့အရာတွေက passive voice တွေမှာရေးတာပေါ့နော်အဲ့တော့ passive voice မှာဆိုရင်လည်းဒီလိုမျိုး EDEM ပါတဲ့ AGD လို့ကျွန်တော်တို့ past participle လို့သုံးလို့ရတယ် exam မှာကြည့်မယ် I was bored by the movie အဲ့တော့ဒီ subject I ရဲ့ feeling သူဘလို့ခံစားရတယ်ဆိုတာကိုဖော်ပြချင်တဲ့အတွက်ကြောင့်ဒီ bore မှာ ED ပေါင်းပြီးတော့ရေးခြင်းဖြစ်တယ် exam 2 she felt interested in the topic ဒီကောင်း ောင်းစင်မှာသူမကစိတ်ဝင်စားတယ်။သူမဘလို့ခံစားရတယ်လဲ။သူမစိတ်ဝင်စားတယ်။เนาะစိတ်ဝင်စားတယ်ဆိုတော့ feeling ကိုဖော်ပြခြင်းတဲ့အတွက်ကြောင့် interesting အစား interested ကိုသုံးခြင်းဖြစ်တယ်။ He was confused about the question. သူမေခွန်းနဲ့သူကရှုပ်ရှုပ်ထွေးစေတယ်။သူ့ကိုခံစားစေရဲ့ feeling ကစိတ်ရှုပ်ထွေးတာ။အဲ့တော့ဒီ confused ဖြစ်တယ်ဆိုတာကသူ့ရဲ့ဒီ feeling ပေါ့เนาะဒါကိုဖော်ပြဖို့အတွက်သုံးခြင်းဖြစ်တယ်။ we were excited to see her သူမကိုတွေ့ရဖို့အတွက်ငါတို့တွေတအားကိုမှ excited ဖြစ်နေတယ်စိတ်လှုပ်ရှားနေတယ်အဲ့တော့ငါတို့တွေရဲ့စိတ်ခံစားချက် feeling ကို describe ပေါ်ပြပေးဖို့အတွက်ဒီ excited ဆိုတဲ့ ed ပေါင်းထားတဲ့ adjective တွေကိုသုံးတယ်အဲ့တော့နောက်ဆုံးဝကြကြတော့ဒီ action တစ်ခုရဲ့ results ကိုသုံးတာပေါ့နော်အဲ့တော့ the doll was broken တကားကျိုးသွားပြီတကားပြတ်သွားပြီ ်တကူကူလုံလိုက်တဲ့အတွက်ကြောင့်တကားပြတ်သွားတာပေါ့နော်ဒါ action ရဲ့ results ကိုပြောချင်တဲ့အတွက်ကြောင့် ED EM ပါတော့ adjective ကိုသုံးတယ်အဲ့တော့ ED EM ပါတဲ့ adjective ဆိုရင်လည်းဒီနေရာမှာ verb to be နဲ့ verb to be ပေါင်းထားတဲ့အတွက်ကြောင့် passive ဖြစ်တဲ့ရေးတဲ့ဆိုလို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်ဒီ action ရဲ့ result ကိုရှေ့တန်းတင်နေဆိုတာက passive တွေမှာပဲသုံးတာပေါ့နော် တော့ present participle adjective သုံးထားတဲ့ဝါကျလေးတွေကိုကျွန်တော်တို့ဘာသာပြန်ကြည့်မယ် example 1အဲ့တော့ the professor gave an inspiring speech that motivated the entire class เนาะတန်းတန်းလုံးဒီ the entire class တကန်းလုံးကိုပေါ့เนาะ motivated ဖြစ်စေတဲ့ဒီ inspiring ပေးတော့ inspiring ဆိုရလဲဒီစိတ်ဓာတ်မြင့်တင်တာပဲเนาะ motivate နဲ့အတူတူပါပဲ speech make one တစ်ခုကိုဒီ professor ကပေးခဲ့သည်เนาะ inspiring accent ထားတဲ့ကြောင့် a n n r t i c l e ကိုသုံးထား တယ်ဒါ inspiring ဆိုတဲ့ဒီ present participle adjective က speech ဆိုတဲ့ noun မိကွန်းကိုလာပြီးတော့ modify လုပ်ပေးတယ် example 2 it was a truly challenging task but we managed to finish this on time အမှန်တကယ်ကိုမှနိစိန်ခေါ်မှုရှိတဲ့လုပ်ငန်းတာဝန်တစ်ခုဖြစ်ခဲ့ပါတယ်သို့တော့ we managed to finish it on time အချိန်မီနော်ဒီအချိန်မှန်ပေါ့နော် on time ဆိုတာကအချိန်မှန် in time မှာအချိန်မီအဲ့တော့က on time အချိန်မှန်အဲ့ဒါကိုပြီးမြောက်ဖို့ရန်အတွက်ငါတို့က အသေးအတန်စီမံနိုင်ခဲ့တယ်เนาะဒီ manage ဆိုတာအသေးအတန်စီမံရတဲ့နေထားမျိုးမှာပဲသုံးပါတယ် example 3 the novel present an intriguing misery that kid read that guess အဲ့တော့ဒီဘက်ကြာလေကျွန်တော်တို့ဘာသာပြန်ကြည့်မယ်အဲ့တော့ဒီ word to ပေါ့เนาะ word to က present ဆိုတော့ဒီတင်ကြတဲ့စီရင်ခံတယ်ပေါ့เนาะ an intriguing misery တော့ intriguing ဖြစ်တယ်ဆိုတာကစိတ်ဝင်စားစရာကောင်းတဲ့ဒီ feel ဝက်ဆန်းချက်ပေါ့เนาะဒီ misery တစ်ခုကို present လုပ်တယ် အဲ့တော့အဲ့လိုမျိုးတင်ပြလိုက်တဲ့အတွက်ကြောင့် Kip Reader စာဖတ်သူတွေကိုဆက်ပြီးတော့မှ Gazin ဖြစ်တယ်ဆိုတာကမှန်ဆစီတာပေါ့နော်။ဒီဒုတိယဒီ relative pronoun that ကို သုံးထားတဲ့ဝေကြမှာဆိုရင် Kip က main ပါ Reader ကကျွန်တော်တို့ object နော် Reader ကို Gazin ဒီ complement နဲ့ရဝင်တဲ့ noun ဖြစ်ပါတယ်။ချင်းနဲ့ဘာသာပြန်ပေးမယ်။မှန်ဆခြင်းကိုဆက်ပြီးတော့မှန်ဆခြင်းကိုဖြစ်စေတယ်။ Example 4 His shocking remark felt everyone speechless အဲ့တော့သူရဲ့เนาะဒီ shocking remarks ရာကဟိုထိတ်လန့်စရာကောင်းတဲ့ဒီ remark မှန်ချက်ကပေါ့เนาะ everyone လူတိုင်းလူတိုင်းကို speechless ရာကဒီပြောဖို့စကားမဲ့စေတာပေါ့เนาะ speechless ဖြစ်စေတယ်အဲ့တော့ဒီမှာ shocking ဆိုတဲ့ဒီ ing ပေါင်းထားတဲ့ adjective ရဲ့အနောက်မှာ remark ဆိုတဲ့ noun မှန်ချက်ဒီဟာကိုလာပြီးတော့အထူးပြုထားခြင်းဖြစ်တယ် example 5 the movie was heartbreaking yet beautifully edited เนาะအဲ့တော့ရုပ်ရှင်ကတဲ့အမှန်တကယ်ကမှဒီ အာစိတ်နှလုံးထိခိုက်စေတဲ့ဟိုပါဘောเนาะဒါမျိုးဒီဖြစ်ရတဲ့အကြောင်းရင်းเนาะဒါ causes ကိုပြောတာ yet သုံးတိုင်အောင်နဲ့ beautifully edit လာလာပါပါတော့တရုပ်ဆောင်သွားတယ် Example 6 they had an encouraging discussion about future opportunities the futures opportunity အခွင့်အလမ်းအနာဂတ်အခွင့်အလမ်းတွေကြောင်းနဲ့ပတ်သက်ပြီးတော့ encouraging the or discussion ပေါ့နော်ဒီအပေးဆွေးနွေးမှု ဟိုသူတို့အဲ့ဒါကိုလုပ်ခဲ့တယ်ပေါ့နော် they had an encouraging discussion the discussion အဘိဆွေးနွေးမှုတစ်ခုရှိခဲ့တယ် example 7 the results of an experiment what confusing at first glance glance ဆိုတာဖတ်ခနဲ့နော်ဒီအမှတ်တမဲ့ဖတ်ခနဲ့ကြည့်တာမျိုး glance လို့ခေါ်တယ်အဲ့တော့ကဒီဖတ်ခနဲ့အမှတ်တမဲ့အကြည့်တဲ့အခါမှာဆိုရင်တော့ confusion ရှုပ်ထွေးတယ်ပေါ့နော်အဲ့တော့ဒီ experiment ဒီစမ်းတမ်းမှုရဲ့ရလဒ်ကဒီ ဖတ်ခနဲ့ကြည့်မယ်ဆိုရင်တော့ confusion ရှုပ်ထွေးတယ်เนาะဒါဖြစ်စေတဲ့အကြောင်းရင်းကိုပြောထားတယ် ing ပေါင်းထားတယ် example 8 it an amazing opportunity that shouldn't be missed အဲ့တော့ဒါကြီးကเนาะ amazing เนาะအံ့ဩစရာကောင်းတဲ့အခွင့်အလမ်းတစ်ခုဖြစ်တဲ့ shouldn't be missed မလွဲချော်သင့်သောเนาะဒီအဲအံ့ဩစရာကောင်းတဲ့ opportunity တစ်ခုဖြစ်ပါတယ်နောက် example ကကျွန်တော်တို့ past participle adjective ကိုသုံးပြီးတော့ဝါကျလေးတွေဖတ်တတ်ပြမယ် အဲ့တော့ example 1ကြည့်မယ် I was fascinated by the speaker deep knowledge of Asian history เนาะဒီ Asian history နဲ့ပတ်သက်ပြီးတော့သူရဲ့ဒီ net ဆိုင်တဲ့ဒီ knowledge เนาะဒီဒီ speaker ဒီပြောသူရဲ့เนาะအဲ့ဒါကငါ့ကိုလည်း fascinated ဖြစ်စေတယ် fascinated ဆိုတာကဟိုစွဲလန်းသွားတာမျိုးပြောတာเนาะကျွန်တော်တို့ interesting နဲ့တူတယ်ဒါပေမဲ့ fascinating က non great တွေပဲအကြီးတဲ့အဲ့တော့အဲ့ဒီ speaker ရဲ့ဒီ Asian history နဲ့ပတ်သက်ပြီးတော့သူရဲ့ knowledge ကိုပေါ့เนาะငါက fascinated ဖြစ်တယ်အဲ့တော့ဒီ စာချက်အန်ရဲ့ feeling ကို ဖော်ပြဖို့အတွက်ကျမတို့ဒီမှာ ED ပေါင်းထားတဲ့ AGD ကိုယူသုံးတယ်။ Example 2 She looks disappointed when her name wasn't called. သူနာမည်မခေါ်တဲ့အခါမှာပေါ့နော်။ဒီမှာကိုစိတ်ပျက်စေတယ်။ဒီ disappointed ဆိုတဲ့အရာဒီ she ဆိုတဲ့ subject ရဲ့ feeling ကိုဖော်ပြဖို့အတွက်သုံးပါတယ်။ Example 3 They were overwhelmed by the amount of support they received. သူတို့ရရှိလိုက်တော့ဒီ support ဒီအထောက်အပံ့ရဲ့ပမာဏ ကပေါ့နော်ပမာဏကသူတို့တွေကိုဒီ overwhelm ဖြစ်စေတယ်နော် overwhelm ဖြစ်တယ်ဆိုတာကဒီစိတ်ရှုပ်ထွေးစေတာမျိုးကျွန်တော်တို့ပြောခြင်းဖြစ်တယ်အဲ့တော့ they ဆိုတဲ့ subject ရဲ့ feeling က overwhelm ဖြစ်တာ subject ရဲ့ feeling ကိုပေါ်ပြဖို့အတွက် ed ပေါင်းထားတဲ့ adjective ကိုသုံးတယ် example for he seemed embarrassed about his earlier mistake သူရဲ့အစောပိုင်းကမှားခဲ့တဲ့အမှားတွေကပေါ့နော်သူကိုရှက်ယွန်းမှုကိုဖြစ်စေတယ်အဲ့တော့ the subject he had feeling the embrace เนาะဒီရှက်ယွန်းမှုကိုဖြစ်စေတာ example 5 the student was motivated by the teacher's enthusiasm ဒီဆရာလုံးတဲ့သူရဲ့ဒီစိတ်အားထက်သန်မှုကဒီចောင်းသားတွေကိုပါရောပြီးတော့ motivated ဖြစ်စေတယ်အဲ့တော့ student တွေရဲ့ feeling ဒီ motivated เนาะចောင်းသားရဲ့ feeling ဒီ motivated ဖြစ်တာ example 6 we felt discouraged after hearing the bad news ဒီသတင်းဆိုးကိုကြားပြီးတဲ့နောက်မှာတော့နော် discouraged ဖြစ်တယ်ပေါ့နော်စိတ်ပြတ်အားငယ်တာကိုကျွန်တော်တို့ discouraged လို့ခေါ်တယ်အဲ့တော့ subject we ရဲ့ feeling က discouraged ဒီသူတို့ဘယ်လိုခံစားရလဲငါတို့ခံစားရတာကစိတ်ပြတ်အားလျှော့မှုကိုခံစားရတာ example 7 the audience was captivated by the performance performance ဆိုတာကဒီတယုတ်ပြဖြော်ပြီး move ပေါ့နော်အဲ့ဒီ performance ကတဲ့ captivated ဖြစ်တယ်ပေါ့နော် captivated ဖြစ်စင်တာဆွဲလန်းတာကိုပြောတာဒီပရိသတ်ကိုဆွဲလန်းသွားစေတယ် audience ရဲ့ခံစားချက်က captivated ဖြစ်တာ example 8 she is appear relaxed after finishing her exam ဆောင်းပွဲတွေပြီးသွားတဲ့အခါမှာသူမကအပြည့်ပုံစံဖြစ်တယ်ပေါ့နော်ဘယ်လိုမျိုးဖြစ်လဲဆိုတော့ relax ဖြစ်တယ် စိတ်အေးလက်အေးပုံစံဖြစ်တဲ့သူမရဲ့ဒီ feeling က relax ဖြစ်တာကို ပြောခြင်းဖြစ်တဲ့အဲ့တော့ဒီ sadness ရဲ့ feeling ကို ပြောမယ်ဆိုရင်တော့ bounce participle adjective ကိုသုံးမယ်ဒီကျွန်တော်တို့ဒီ action တစ်ခုရဲ့ရလာကို ပြောခြင်းတာမျိုး cause ဖြစ်စေတဲ့အကြောင်းအရင်း situation ဒီအခြေအနေကိုဖော်ပြခြင်းတဲ့အခါမှာဆိုရင်တော့ဒီ verb ကို ing ပေါင်းပြီးတော့ရေးမှဖြစ်တယ် အဲ့တော့ present participant နဲ့ past participant adjective ကိုကျွန်မပြန်ချုပ်ပြီးတော့ပြောမယ်။အဲ့တော့ present participant adjective ပဲဖြစ်ဖြစ် past participant adjective ပဲဖြစ်ဖြစ်ဒီ adjective တွေဖြစ်ပေါ်ဖြစ်ပေါ်လာဖို့အတွက်ကျွန်မတို့ verb တစ်လုံးလိုတယ်။အဲ့ဒီ verb ကို ing ပေါင်းပြီးတော့ရေးမယ်ဆိုရင်ဒီအကြောင်းပြချက်ဒီ causes ပေါ့နော်အကြောင်းပြချက် situation ကို အခြေအနေအကြောင်းပြချက်ကိုဖော်ပြဖို့အတွက် verb ကို ing ပေါင်းပြီးတော့ adjective လုပ်ပြီးရေးမယ်။ ဒီစတဲ့ပြုတ်လို့သူရဲ့ feeling သူဘယ်လိုခံစားရလဲဆိုတာကို ပြောမယ်ဆိုရင်တော့အဲ့ဒီဘာကိုပဲ ED ENT ဒါပေါင်းပြီးတော့ရေးမှဖြစ်တယ်။အဲ့ဒါမှဆိုရင် the letter was boring เนาะဒီဒီပိုချမှုကပြင်းစရာကောင်းတယ်လို့ပြောတယ်။ဒါဒီကျွန်တော်တို့ situation သို့မဟုတ်အကြောင်းပြချက်ဖြစ်တဲ့အတွက်ကြောင့်ဒီဘာကို ING ပေါင်းပြီးတော့ရေးလိုက်တာ။ အဲဒီပြုတ်လို့သူเนาะဒီ subject ရဲ့ feeling ကိုပြောမယ်ဆိုရင်เนาะဒီ ed ပေါင်းပြီးတော့ကျမတို့ရေးလိုက်ခြင်းဖြစ်တယ် the stories is interesting ဒါဒီကျမတို့အကြောင်းပြအကြောင်းအရာပေါ့เนาะ causes ဆိုမဟုတ် situation အနေအထားအဲ့ဒီအတွက်ကြောင့် ing ပေါင်းပြီးတော့ရေးတယ် subject ရဲ့ feeling ဆိုရင်เนาะ ED EN တမဟုတ်ထိပေါင်းပြီးတော့ရေးတယ်သူအတူပဲကျမတို့ဒီမှာ the book was amusing ဒီစာအုပ်ကရေးစရာကောင်းတယ်ဒါဆိုရင် ကျမတို့အကြောင်းပြချက်တမဟုတ်ဒါဒီ situation နေထားကိုပြောတယ်အဲ့ဒီအတွက်ကြောင့်ဒီ amuse ကိုကျမတို့ ing ပေါင်းပြီးရေးတယ် I was amused by the book စာအုပ်ကငါ့ကိုရေးရေးရေးရှင်စေတယ်နော်ငါရဲ့ feeling ဒီစာအုပ်ကိုဖတ်ရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီစိတ်ခံစားချက်က amuse ဖြစ်တယ် ါက suggestion feeling ဆိုတော့ ED ပေါင်းပြီးတော့ရေးတယ် the results were surprising ရလကအံ့အားသင့်စေတဲ့ဒီ situation တမဟုတ် causes အဆိုတော့ဒါကိုကျွန်တော် surprising ကို suggestion feeling နဲ့ရေးမယ်ဆိုရင်တော့ we were surprised by the result ဒီရလကငါတို့ကိုအံ့အားသင့်စေသည့် The journey was tiring. ဒီခရီးစဉ်ကပင်ပန်းစေတယ်เนาะပင်ပန်းပင်ပန်းပင်ပန်းချင်းကိုဖြစ်စေတယ်အကြောင်းပြချက် causes so much situation. We were tired after the journey. ဒီခရီးပြီးတဲ့အခါမှာငါတို့တွေပင်ပန်းသွားတယ်။ငါတို့ရဲ့ feeling က tired ဖြစ်ကြ His behavior was annoying. သူရဲ့စီ behavior အပြုမူကစိတ်အနှောက်ယှက်ပေးတယ်။နော်ဒါသည်ကျွန်တော်တို့ situation သို့မဟုတ်ဒီ causes. I was annoyed by his behavior. သူရဲ့အမူအရာကငါ့ကို စိတ်အနှောက်ယှက်ဖြစ်စေတဲ့စာချက်ရဲ့ feeling. ်ထို့အတူပဲ the show was disappointing ဒီပြပွဲက disappointing စိတ်ပျက်စရာကောင်းတယ် situation she was disappointed with the show အဲ့ဒီပြပွဲကသူမကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်စိတ်ပျက်စေတယ် suggest ရှိရဲ feeling ဖြစ်တယ် เนาะအဲ့တော့ဒီ participant activity ဖြစ်ဖို့အတွက်ဘာလို့လဲဒီ verb ကို ing ပေါင်းမယ်ဆိုရင်တော့ causes သို့မဟုတ်ကျွန်တော်တို့ situation action တကူရဲ့ result ရလက်ကိုပြောဖို့အတွက်သုံးမယ် subject ရဲ့ feeling ဆိုရင်တော့အဲ့ဒီ verb ကို ed en သို့မဟုတ်ထိပေါင်းပြီးတော့ရေးမှာဖြစ်တယ်အဲ့လို့ဆိုရင်တော့အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်မနေ့ပြန်မှဒီ activity ဖြစ်လာတဲ့ နော်ဘယ်လိုမျိုးဖြစ်လာတယ်ဆိုတဲ့အရာကိုပြောပြမှာဖြစ်တယ်အခုက verb ကို ing ed ပေါင်းတဲ့သင်ခန်းစာနော်မနေ့ပြန်မှာ adjective ဖြစ်ဖို့တဲ့စကားလုံးကိုဒီဒီကျမတို့ဒီ selfish လို့ခေါ်မှာပေါ့နော်ဒါတွေပေါင်းပြီးတော့ရေးတဲ့အကြောင်းပြောမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်